ရှမ်းကယားနယ်စပ်မိုးပြဲဒေသကိုစစ်ကောင်စီတပ်ကလေကြောင်း drone နဲ့လက်နက်ကြီးပစ်ကိုယူပြီးမြေပြင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်နေတာကြောင့်တော်လိုင်းအင်အားစုတွေဘက်ကစခန်းတချို့ကိုလက်လွတ်လိုက်ရပါတယ်။ခုံစော်ဦးပေးပို့ထားပါတယ်ရှင်။ရှမ်းကယားနယ်စပ်ရှမ်းပြည်နယ်တောင်ပိုင်းဖေခုံမြို့နယ်မိုးပြဲဒေသတွင်ကတော်လိုင်းအင်အားစုတွေထိန်းချုပ်ထားတဲ့နယ်မြေတွေကိုစစ်ကောင်စီတပ်ကဒီရပိုင်းတွင်ဂျက်ဖိုက်တာ ဒရုန်းနဲ့တနေ့ကြီးပြစ်ကူစမတန်ယူကတကြောပြန်ထိုးစစ်ဆင်နေပါလေ။ဒါကြောင့်တော်လိုင်းအင်အားစုတွေဘက်ကအထီးခိုက်ရှိပြီးရှီတန်းကာကင်စခန်းတချို့ကိုလက်လွတ်လိုက်ရတယ်လို့ PDF ရဲဘော်တွေကဆိုပါလေ။ဟုတ်တယ်ကလည်းနေကြီးရောလေးရင်ရောတို့ drone ပေါ့နော်အာတော်တော်တုံးပေါ့နော်အဲ့ဒါတို့ကအဲ့လိုအလုံးအရင်းနေတက်လာတာပေါ့နော်ကြာဆုံးမှုလည်းရှိတယ်ပေါ့နော်ဒါမှကြီးနဲ့နေစားတဲ့ဂိမ်းပေါ့တုံးပေါ့ကျွန်တော်တို့ပြလိုက်ရတာပေါ့နော်မိုးရဲက ခမရလင်းနေတဲ့တပ်ရင်းကိုအခြေပြုပြီးစစ်ကောင်စီဟာတော်လိုင်းအင်အားစုတွေထိန်းချုပ်ထားတဲ့နယ်မြေတွေဘက်ကို ထိုးစစ်ဆင်နေတာပါ။ဂျက်ဖိုက်တာအပြင်ဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်နေတယ်လို့လက်နက်ကြီးနဲ့လည်းမိနစ်ချာပစ်ခတ်နေတယ်လို့လည်းမိမိရဲဘော်တွေကဆိုပါတယ်။ဒီနေ့ထက်မှရောက်လာတာကြပြီအဲ့ဒါဒီခဲတဲ့တရနေ့လောက်ပါသူတို့နေရောညအရင်နေ့ကြီးအားကိုကိုရတတပါလားဒီ120လို့ရချားဟာဆိုရှင်ငါမနေ့တလုံးငါမနေ့တလုံးပြောလို့ရတယ်တနေ့ကောင်လေနေ့ဆက်တိုက်လေ စစ်တပ်ကအာဏာသိမ်းတဲ့2021ခရီးကမိုးပြင်းမြို့မှာတော်လိုင်းအင်အားစုတွေကစတင်လှုပ်ရှားခဲ့တာပါအခု၄နှစ်ကျော်ကြာတဲ့အထိလည်းအပြန်အလှန်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်တိုက်ပွဲတွေကြောင့်တောင်းနဲ့ချီတဲ့ဒေသခံပြည်သူတွေဟာစစ်ပေးတိမ်းရှောင်နေရပါတယ်ကျွန်တော်ခွန်စော်ဦးပါ